ဘုရားပင်္ဂလာပါဆရာကြီးညိုမြရဲ့ကုန်းမောင်ရှာပုံတော့ဒီစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရင်ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှာခွင့်တောင်းပါတယ်ရှင်ဒီပိုင်းမှာတော့ ERV နဲ့ဒါလဟိုစီလို့ဖတ်ပြီးဖတ်ပြမှာဖြစ်ပါတယ် ီးရဲမှာအင်္ဂလိပ်တွေကနေပြီးတော့မှမြန်မာဘရင်ကိုပြိနှိပ်ဆော့ကားတာကိုလက်ပိုက်ကြည့်နေမှာဒီလိုဆိုရင်နောက်ဆုံးမှာကျွန်တော်တို့အင်္ဂလိပ်လူမျိုးများအားလုံးက AR မြေယောကနေမောင်းထုတ်ခြင်းခံရမှာဒီကြတယ်။တခြားနေ့ကတော့ကျွန်တော်တို့အင်္ဂလိပ်တွေကလက်နက်အင်အားကောင်းတွေမှာ AR မြေကိုပိုင်သိမ်းပြီးတော့အင်္ဂလိပ်တွေရဲ့ဂုဏ်သိက္ခာကိုအဖက်ဆင်မယ်။မြန်မာတွေရဲ့ မြန်မာတွေကိုလည်းစားကြုပ်စည်းကမ်းအတိုင်းလိုက်နာစီမယ်ဒီလေတံကတော့ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲကိုဖန်တီးတဲ့အင်္ဂလိပ်ဘီရင်ကန်ကျောင်းဒေါက်တာဟိုစီရဲ့အော်အော်ပဲဖြစ်ပါတယ် ERI မြေရိုးကိုမြန်မာပြည်နဲ့ဒွန်တွဲသုံးဆွဲတာပဲဖြစ်ပါတယ် ERI မြေရိုးတခြားမှာစီးပဝေတနီကစပြီးမြန်မာတိုင်းသားတွေဒီတင်ပြီးနေထိုင်လာကြတော့ဒီမြင့်တဲ့ဒီလူမျိုးကိုခွဲခြားလို့မရတဲ့သဘောပါပဲ။ သဘုတိပါမှာမြေတီငါတဲ့မြေတီငါတဲ့မြေငယ်ငါရလို့အကျဉ်းပြောတဲ့အခါမှာတရုတ်ပြည်ကယန်စီခင်းမြန်မာပြည်ကအေယာရီအိန္ဒိယကခင်ကရက်ဖာကဘောကအီတကနိုင်နဲ့အမေရိကန်ကမစ္စစပီတွေကသူတို့ဒီစီယာတိုင်းပြည်လူမျိုးတွေနဲ့ခွဲခြားလို့မရပါဘူးတချို့မြေကြီးတွေကတော့တိုင်းပြည်တခု ်ရေတခုမဟုတ်ပဲနဲ့တိုင်းပြည်အသီးသီးကိုဖြတ်တန်းပြီးစီးစင်တာပဲဖြစ်ပါတယ်ဥပမာမဲခေါင်တို့ပြမပေါ့တာတို့ထင်းညွမြစ်တို့ယူဖရတီတို့ဂွန်ဂွန်မြစ်တို့စသည်တို့ပဲဖြစ်ပါတယ်မြန်မာပြည်နဲ့ခွဲခြားလို့မရတဲ့အေရာဝတီမြစ်ကိုအင်္ဂလိပ်ဘီယံကန်ကျောက်ကသင်ွားတာဟာ1852ခုနှစ်ကဖြစ်ပါတယ်အဲ့ဒီအချိန်ကတရုတ်ပြည်ကြီးကဘယင်းစစ်ပွဲတွေမှာဆုံးရှုံးခဲ့ရလို့ အရှိဘက်ပင်လည်းကံယူတန်းတစ်ချောင်းဝါရှိတဲ့မြို့ကြီးတွေကနိုင်ငံသားဩဇာကံဘွားကိုရောက်သွားကြတယ်။အိန္ဒိယပြည်ပေါ်နောက်ဆုံးဒေါ်လာနဲ့ပန်ချပီတွေကိုအင်္ဂလစ်တွေကနေနေပြီးစီးချိန်မှဖြစ်ပါတယ်။စင်ကာပူဒေသကိုအင်္ဂလစ်တွေရပြီးချိန်မှာတော့အာရှနယ်မြေအများစုကမြေပေါ်မှာအနီရောင်ထဲတာခံထားရတဲ့အင်္ဂလစ်ကိုလိုနီဘွားကိုရောက်ကုန်ပါတော့တယ်။ မြန်မာပြည်အားလည်း1925ခုနှစ်ကပထမအင်္ဂလိပ်မြန်မာစစ်ပွဲကြောင့်ရခိုင်ပြည်နယ်နဲ့တနင်္သာရီကိုပေးလိုက်ရပြီဖြစ်တဲ့သို့တော်ကျန်းတဲ့မြန်မာနိုင်ငံတွေကအိန္ဒိယအောင်မချေဘဲနဲ့ကျန်းနေတာဟာအင်္ဂလိပ်ကဘယ်ရှုခြင်းမှာလဲအောက်မြန်မာပြည်ကိုပြင်သစ်အစားရှိတဲ့တခြားသောနယ်ချဲ့တွေဝင်ရောက်ပြီးအင်္ဂလိပ်တင်မောလမ်းကြောင်းတွေကိုပိတ်ဆို့နှောက်ယှက်မှလည်းဆိုရင်ရတယ်ဒါကြောင့်အင်္ဂလိပ်စစ်တပ်တွေကအားလက်ချိန်မှာမြန်မာပြည်ကို တနည်းနည်းနဲ့အပြစ်ရှာပြီးတိုက်ခိုက်သိမ်းပိုက်ဖို့အတွက်လက်ရနေခြင်းဖြစ်တယ် အဲ့ဒီခေတ်ကပင်လယ်ဆိုင်ကမျိုးတွေကနိုင်ငံတကာနဲ့ဆက်ဆံတဲ့အခါမှာဘယ်သူမှမစိုးလိုက်နာကြရတဲ့စီကံနေရှိတယ်။နိုင်ငံသားသင်းမော့တွေကစိတ်ကန်းကိုရောက်ရင်တက်မကိုဖြုတ်ပြီးတက်ဆိုင်ရာစိတ်ကန်းရုံကိုအနှံထားရတယ်။ကုန်ပစ္စည်းကများကို တင်ပြပြီးထုံးစံတိုင်းခွန်ကောက်ပြီးပေးရတယ်။စိတ်ကန်းပိုင်တဲ့အတွင်းမှာဖြစ်ပွားတဲ့မှုကိစ္စတွေကိုစိတ်ကန်းရုံကနေပြီးစီရင်ဆုံးဖြတ်ချက်တိုင်းလိုက်နာရတယ်။အားလုံးကိစ္စရက်တွေပြည်လည်ပြီးစီးချိန်မှာတော့စိတ်ကန်းရုံကတင်ထားတဲ့တက်မကို ာလိမ်မှုထံပြန်ပြီးပိတ်အပ်ပြီးကောင်းစွာထွက်ခွာနိုင်တယ်မြန်မာပြည်နဲ့တခြားအာရှစိတ်ကံမျိုးတွေမှာလည်းဒီတိုင်းပဲကျင့်သုံးနေရှိခဲ့ပါတယ်။ကုန်တယ်တွေကအကောက်ခွန်နေကြီးလေးတယ်လို့ပြောစမြဲဖြစ်တော်လည်းပဲနိုင်ငံသားများနဲ့ဆက်ဆံတဲ့အခါမှာတော့မြန်မာတွေကအင်တန်လာရောပါတယ်လို့အင်္ဂလိပ်အရာရှိကြီးတဦးဖြစ်တဲ့ဆိုင်းနဲ့ဖရန်တို့နှစ်ယောက်ကကောက်ချက်ချခဲ့ပါတယ်။အင်္ဂလိပ်နဲ့မြန်မာဆိုရကိုဆက်ဆံရေးတင်းမာနေချိန်မှာပဲ ကုန်တယ်ရီနဲ့ပြည်လဲအောင်အတတ်နိုင်ဆုံးစ조사ပေးကြပါတယ်လို့ဖရန်ကရန်ကုန်သမိုင်းမှာရေးခဲ့ပါတယ်စစ်ဖြစ်တဲ့အကြောင်းရင်းကမြန်မာပြည်နဲ့ပတ်သက်တယ်လို့မဆိုနိုင်ပါဘူးအင်္ဂလိပ်ကပ္တန်ကတင်ပေါ်သာပင်ဂါလီတူကိုတင်မောပေါ်ကနေကန်ချလို့ရင်းနှီးပြီးတည်ဆုံပါတယ်ထုံးစံတိုင်းမြန်မာမျိုးဝင်ရုံကိုတိုင်ကြားတဲ့အခါမှာကပ္တန်ကိုဂျန်ဝေဆောင်စီလို့မိန့်ချမှတ်တယ်ထောင်ချခြင်းညှဉ်းပန်းခြင်းမရှိပါဘူး အဲ့ဒီနဲ့1850ခုနှစ်မှာပဲတခြားအင်္ဂလိပ်ကပတိန်တဦးကလည်းဒေမောသားတွေကိုလာကမပေးဘဲနဲ့အလုတ်သမားတူကိုလက်တက်ပြတယ်။အဲ့ဒီတိုင်ကျရာကပတိန်ကိုတန်ငွေ900ပေးဆောင်တန်900ချက်ဆောင်ရင်အချင်းကလွတ်စေလို့မိန့်ချတယ်။မြန်မာမျိုးဝင်ရဲ့အမိန့်ကြောင့်ဒေမောသားတွေကကပတိန်တန်ကနေရတင်ရတိုက်တယ်လားကာရီအခွင့်အရေးတွေရရှိခဲ့တယ်။အင်္ဂလိပ်ကပတိန်ကိုမြန်မာဆိုရကတန်ရိုက်တယ်ဆိုတာဟာကလကတာမြို့မှာရုံးဆိုင်နေတဲ့ အင်္ဂလိပ်ပြည်ငံကျောင်းတာလူစီကလက်မခံနိုင်ဘူး။အာရှတိုက်သားဒူမဲမြန်မာဆိုရကလူမျိုးကပ္တန်တွေကိုတမင်ချိုးနေစောကားခြင်းဖြစ်တယ်တဲ့ဒီလိုသာအညံ့ခံနေရင်အင်္ဂလိပ်လူမျိုးတွေကိုလုံခြုံမှုလုံးဝကိမဲ့ပြီးအာရှတိုက်ကနေမြန်ထွက်ခွာသွားကြဝရာရှိတော့တယ်တဲ့။အင်္ဂလိပ်ကပ္တန်တို့ကမြန်မာမျိုးဝင်ချမ်းမှနင်နာကြီးဖြင့်စတာလင်ပေါင်ငွေစတာလင်ပေါင်တထောင်20တောင်းဆိုတယ် ဲ့တော့ဘီရင်ကန်ကျောက်ကိုရင်ကမြားလွန်နယ်လို့သဘောရပြီးတော့ပေါင်တရာလျှော့လို့920သာတောင်းဆိုစီရတဲ့တော့ငယ်တော့မှုကိုကြီးအောင်ကြီးတော့မှုကိုပောက်ကွဲအောင်ဆိုတဲ့သဘောနဲ့မယူရဲ့ကပတန်လင်ဘတ်ဆိုသူကိုရတဲ့တင်ပေါ်တောင်းစင်းနဲ့ဆေးလွတ်လိုက်တယ်။ရန်ကုန်ရောက်တော့လင်ဘတ်ကတန်တမန်လိုမဟုတ်ပဲနဲ့စည်းကမ်းမျိုးမျိုးချိုးဖောက်ပြီးတော့အပေါ်စီးနဲ့ရာဇတန်ပေးတယ်လို့လို့လုပ်တယ်။သူရဲ့ပြုတ်မှုကိုဘီငန်ကျောက်တိုင်းမိငန်ဖွဲ့ကတော့ရှုတ်ချမှတ်တမ်းရေးတယ်။ ဒီလက်ပါလီမန်ကိုတင်ပြချိန်မှာတော့ဒီအမှတ်ချက်ကိုဖျောက်ဖြတ်ထားတယ်။ဒီအကြောင်းအရာလေးကိုပေါ်တော့ဇက်လန်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်နားထောင်ချင်တယ်ဆိုရင်တော့သူတဖတ်ထားတဲ့ဆရာနဲ့နယ်ရဲ့အရာမညဆိုတဲ့စာအုပ်ကိုဖတ်လိုက်မယ်ဆိုရင်တော့ဒီအကြောင်းအရာလေးကိုခြေခံပြီးရေးထားတဲ့ဒီကပ္ပိနယဇလန်းရှုပ်ပုံဒင်းဘက်ကဘလို့ဇလန်းရှုပ်တယ်ဆိုတဲ့အကြောင်းမျိုးဇာနဲ့ကဇလန်းတပိုင်းကိုတကယ်အခြေခံပြီးလှလပပါဇလန်းစင်ထားတာဟုတ် တွေ့ရမှာဖြစ်ပါတယ်။အဲဒါကြောင့်သူတို့ဖတ်ပြပြီးထားဖြစ်တဲ့ဆန်တဲ့နယ်ရည်ဒီရမညဆိုတဲ့စာအုပ်ကလေးကိုပြန်ပြီးနားထောင်စေချင်ပါတယ်ပေါ့နော်။ဤကစကားချက်ပါ။မြန်မာရှင်မြင်ကဒီမှုနဲ့ပတ်သက်ပြီးတော့အင်္ဂလိပ်တွေတောင်းဆိုတဲ့ရော်ကြီးကိုလည်းပြီးဖို့မြို့ဝင်အတိတ်ကိုလည်းခန့်အပ်ဖို့သဘောတူခဲ့တယ်။မြို့ဝင်အတိတ်ရောက်ရှိချိန်မှာလင်းဘက်ကသူ့တပည့်ချို့ကိုမြင်စီပြီးမြို့ဝင်ထံကိုသွားစီတယ်။တောင်းဆန်ရမြို့ဝင်ရဲ့ ိမ်ဝင်းအတွင်းမှာဆိုပါဆိုဘာမှစီးနင်းခွင့်မပြုဘူးဝင်းချံဝါမှာမိကြီးမင်းသားများတောင်မှဆင်းနေမြင့်နေထက်ကနေဆင်းသက်လို့လေကားတီချေချင်းသွားကြရတယ်မြို့ဝင်ဆိုပေတဲ့ရှင်ပြင်းရဲ့ကိုယ်စလဲဘီရင်ခံပြီးဘူးမြို့ဝင်အတင့်မို့သူကဘာမှမလုပ်ရခင်မှာသူ့ကိုစိုးတယ်လို့လည်းမစွတ်စွဲနိုင်ဘူးလင်းပတ်ရဲ့တပည့်တွေကမြို့ဝင်ရဲ့ဝင်းချံအတွင်းအိမ်ဦးလေကဒီမြင်းစီးပြီးဝင်ရောက်လာတယ်။ဒါကြောင့်မြို့ဝင်ကသူတို့ကိုတွေ့ဆုံဖို့ညှိနှိုင်းလိုက်တယ်။အဲ့ဒါလိုတွေ့ဆုံခွင့်မပြုတဲ့အတွက်လင်းပတ်ကို မြို့ဝင်ကလူသိနှက်ကြတောင်းပန်ရမယ်လို့တောင်းဆိုပြန်တယ်။မြို့ဝင်ထံကနေစကပြန်မရခင်မှာကိုပဲလင်းဘက်ကရန်ကုန်မြစ်အတွင်းကမြမစိုးရပိုင်းတင်မော်တစင်ကိုအတင်းလူယူပြီးရန်ကုန်မြစ်အတွင်းကနေဆုံဆင်းသွားတယ်။မြမတင်မော်ကိုလင်းဘက်ကပင်လယ်ဓမြဆန်ဆန်လူယူသွားတော့စိတ်ကန်းဆောင်မြမစစ်တပ်တွေကလည်းစတင်ပြစ်ခတ်တော့တာပေါ့။ဒီလိုပြစ်ခတ်မှုတွေဖြစ်ရတဲ့အတွက်လင်းဘက်သားလင်းတရားခံဖြစ်တယ်လို့ပြင်ကန်ကျုပ်တော်လဟိုစီကိုရိုင်းကမှတ်တမ်းရေးခဲ့တယ်။သို့တော့ နင်းဘက်ကိုဘလုံးမရင်းမြူခဲ့ဘူး။ရန်ကုန်မြို့ဝင်ကအင်္ဂလိပ်ဆိုရတဲ့ပေးပို့တဲ့ဖြေရှင်းချက်ကိုလည်းတစုံတရာပြန်ကြားခြင်းမရှိဘူး။ဒါလဟိုစီကမဟုတ်မကြခင်မှာရန်ကုန်မြို့ကိုတင်ပိုက်ဖို့အခုတပြင်းစီစဉ်နေ။အမရပေါ်ရာမြို့တော်မှာရှိတဲ့မြန်မာဘရင်ပကံမင်းထံကိုအင်္ဂလိပ်ရာဇဝတ်နောက်ထပ်ပေးပို့တဲ့အခါမှာတစ်ကရန်ကုန်မြို့ဝင်အစ်ကိုဘရင်ကအလောက်ကဖြုတ်ဖြစ်ဖို့နှစ်ကမြို့ဝင်ကအင်္ဂလိပ်ရာရှိတွေကိုလက်ခံတွေ့ဆုံခြင်းမပြုသေးတဲ့အတွက် မြန်မာလွှတ်တော်အမတ်ကြီးတွေကိုယ်တိုင်အရေးအိန္ဒိယကုမ္ပဏီအစိုးရကိုဝန်ထမ်းကြောင်းတောင်းပန်ဖို့သူတို့ကမြန်မာပြည်ရင်ကအင်္ဂလိပ်ကပ္ပတိန်တွေနဲ့တကွရန်ကုန်မြို့မှာပြစ်ခတ်မှုတွေကြောင့်ပျက်စီးနေတဲ့သူတွေကိုရော့ချင်းဖြစ်တဲ့ပေါင်စတာလင်ငွေတသိန်းပေးဖို့ရန်နဘိုစာကြောင့်မှရှိတဲ့အတိုင်းအင်္ဂလိပ်ကိုယ်စားလှယ်ရရှိသူကိုရန်ကုန်မြို့မှာထားရှိဖို့ဒါကဒေါက်တာချီအောင်ရေးတဲ့ရာဇဝင်စာအုပ်မှာထပ်ပါတောင်းဆိုချက်တွေရဲ့နောက်ဆုံးအချက်သာယုံကြည်ရှိရလို့ဆိုပါတယ်အခြားအချက်အားလုံးဟာ စော်ကမော်ကနဲ့အမှုကျန်းစီချင်းဖြစ်ပါတယ်တဲ့အဲ့ဒီအချိန်1852ခုနှစ်ကအင်္ဂလန်ပြည်မှာကော့ဖဒင်ဆိုရဲသူကအိန္ဒိယပြည်မှာအင်္ဂလိပ်တွေစစ်ပွဲဖန်တီးပုံ how wars are got up in india ဆိုတဲ့စာအုပ်ငယ်တစ်ခုကိုဖျက်ချီတယ်ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲဖြစ်ပါတဲ့အခါမှာလည်းဘီရင်ကန်ကျောက်တာလိုစီကတစ်ကမြန်မာစိုးရထံကနေငွေတထောင်ပြည့်မပြည့်တဲ့ရော်ကြီးကိုစတင်တောင်းဆိုတဲ့နှစ်က ရန်ကုန်မြို့ဝန်ထံကနေအင်္ဂလိပ်ယာရှိတွေကိုကောင်းစွာမဆက်ဆံလို့တောင်းပန်လို့ရေးစီတဲ့တုံကရော်ကျင်းငွေကိုတသိန်းတီတိုးမြင့်တောင်းဆိုလိုက်တယ်လေးကတော့မြန်မာပိုင်းနဲ့ကိုအတင်းဝင်ရောက်တိုက်ခိုက်တယ်ငါးကတော့ရော်ကျေးတွေတောင်းပန်လာတွေအကြောင်းကိုပြောတော့ပဲနဲ့ဘကုန်းနယ်ကိုအင်္ဂလိပ်လက်ကိုအပြီးပိုင်းလွှဲမယ်ဆိုရင်အားလုံးပြည်လဲမယ်လို့ဆိုတယ် ကော့ပတင်ဆက်လက်ရေးသားတာကတော့ဒါမျိုးလောက်တာဟာတရားတော်စစ်ပွဲလို့မဆိုနိုင်ဘူး။အင်အားကြီးနေတဲ့အောက်ကျနောက်ကျနိုင်ငံတခုကိုယဉ်ကျေးတယ်ဆိုတဲ့ခင်မီနိုင်ငံကြီးကစစ်လက်နဲ့ပြည်စည်းပြည်စုံနဲ့ဝင်ရောက်တက်ဖြတ်အနိုင်ကျင့်တာကလည်းအကုန်မရှိဘူး။တိတ်ခါလဲကင်းမဲ့လို့တတ်တိရှိတယ်လို့လည်းမဆိုနိုင်ပါဘူးလို့ရှုတ်ချတယ်။ American တက်လွတ်တော်မှာဗိုလ်ချုပ် Gus General Gus ဆိုသူကလည်းပြစ်တင်ရှုတ်ချတာကတော့အင်္ဂလိပ်တို့ကမြန်မာပြည်ကိုစစ်တိုက်တယ်ဆိုတာငွေ920တောင်းဆိုတာကိုမရတဲ့အတွက်ကြောင့်ဖြစ်တယ်။ ဒီကိစ္စကြောင့်စိတ်ကျင်ညာရတယ်ဆိုတာဟာယုံနိုင်ကြတာမရှိဘူးသို့တော့တက်တီခိုင်မှာရှိနေတယ်ကမ္ဘာတမိုင်းမှာဤမဖြစ်ဆက်လာတော့ကိစ္စကြောင့်စစ်မှတ်ဖြစ်ွားတယ်လို့မကြားသဘူးယခုမြန်မာတို့ကိုလွတ်လပ်ရေးဆုံးရှုံးပြစီရတော့တယ်ဒီလိုရုပ်မှရက်ဆက်သူအင်္ဂလိပ်တွေကသူတစ်ပါးကိုယူသားမြတ်တစွာကျင့်သုံးတင်ချောင်းတရားဟောစရာမလိုဘူးရဲ့ဒါတော့သူတို့ချင်းချင်းနေကြပြဿနာတွေကြောင့်လည်းဒီလိုအဲကိုယ့်ရဲ့နိုင်ငံကိုစာနာတလူလူနဲ့စာရင်းရတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဗောနော် ီကချက်ကချက်ပါအမရပူရာနေပြီးတော့မာပကံမိအနေနဲ့အင်္ဂလိပ်တွေကိုရှော့ပေးတော့လဲပဲကြာလီကဲလီမန်းလီပြဲလီဖြစ်တဲ့အတွက်ကြောင့်နောက်ထပ်ပါပြန်ကြားချက်မှမပြုတော့ဘဲနဲ့စစ်တိုက်ကိုဆုံးဖြတ်လိုက်ကြတယ်ပေါ်တော်ပြင်းမင်းသားရှင်စဉ်ကအင်္ဂလိပ်တွေမြန်မာပြည်ကိုတစတစသိမ့်ပိုက်ွားမျိုးမှာမှန်နေဒါကြောင့်သိရင်မြေကြီးရှင်ရင်ဆွေတီဆောင်ပုတ်တိုင်းမဲ့ဒီမိစာနယ်ချဲကိုမြင်မြန်တိုက်ထုတ်ရမယ်လို့ ရင်ဆိုင်တိုက်ထုတ်ရမယ်လို့မိန့်ဆိုခဲ့ပါတယ်။အနောက်နမီးဘီယာမမြကလေးကလည်းအဲ့ဒီလမ်းစဉ်ကိုထောက်ခံတယ်။ယခုသူတို့ပြောတဲ့အတိုင်းမှန်တယ်။သို့တော်သူတို့ကမရှိတော့ဘူး။တကယ်မင်းကရာဇဝင်မှာချက်တုံငှက်တုံမွေးမြူပြီးတိုက်ပွဲဆင်နေတဲ့သူဖြစ်နေအနမပြက်ခဲ့ပေမဲ့အင်္ဂလိပ်ကိုနောက်ဆုံးခံချခဲ့တဲ့တတ္တိကတော့မခေခဲ့ဘူး။တတ္တိခဲ့ပဲ။သူရောက်ပြီးတော့မင်းသားမောင်ကြလုံးကလည်းညာပွေသူဖြစ်ပေမဲ့လည်းစစ်သားတပေါင်းနဲ့တောင်တွင်းကြီးကနေစီးဆိုတိုက်ခိုက်တဲ့သူဖြစ်တယ် အဲ့ဒီဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲမှာဘီငန်ကျောက်တာလဟုတ်စီကိုတာရန်ကုန်ကိုလာရောက်ညွှန်ကြားရေးလုပ်ခဲ့တယ်။ဗကန်မင်းရဲ့စစ်ပရိယေကလည်းမခင်ကျောင်းကို တာလဟုတ်စီကမှတ်ချက်ရေးခဲ့သေးတယ်။ကျွန်တော်တို့အင်္ဂလိပ်တပ်တွေကရှေရှေဝေးဝေးစစ်တမ်းနေပဲနဲ့မြန်မာတွေကိုမှတ်လောက်တာလောက်အောင်ဆုံးမ PC ချိန်မှာစစ်ပြင်းကြီးနေတယ်။အမရဘူရာကအညံ့ခံမှုစီးရီးတောင်းသူတွေရောက်လာမယ်လို့မျှော်လင့်ခဲ့ကြတယ်။တိုးတော်လည်းဘယ်လိုရိတ်ချီမှပုံမလာဘူး။မြန်မာဘီရင်ကသူ့ဝါသနာရာခိုင်ရင်းလိုပဲစက်တိုက်နေတယ်လို့သတင်းရတ အဲ့ဒါကတော့ရောမအင်ဂရီနီရိုးတဲ့မြန်မာမင်းကတထက်တာသွားပြီလို့ဆိုရမယ်။နီရောကနီရောကသူ့နေပြီးတော့ရောမမျိုးကြီးမီဟုံဟုံတောက်လောင်နေချိန်မှာတရောထုတ်နေခဲ့တယ်။မမကယူမဆိုင်ဘူး။အချိန်လေးကကျွန်တော်ကိုအင်တန်ကိုစိတ်ရှုပ်စရာပဲမြန်မာစစ်တပ်တွေကဘယ်မှာခံတပ်လုပ်ပြီးဘယ်လိုရင်ဆိုင်မလဲဆိုတာတရင်လုံးဝမရဘူးသူတို့ကအချော့လည်းမပေးဘူးအဲ့လိုဒုံးနေပါဝေဒေါ်လာရင်းမျိုးကိုဘယ်လိုတိုက်ခိုက်မလဲ အနာရှင်ပေါ်အောင်မလို့လုပ်နေသူတို့ကဘာမှအပြင်းယူမလုပ်ဘူးကျွန်တော်ကဘကိုးကိုတင်းယူပြီးတစ်ဖက်သက်လှုပ်ချင်နိုင်တယ်မလှုပ်ချင်ဘူးအဲ့ဒါလုံးမလုပ်ဘဲနဲ့မြန်မာပြည်ကနေပြန်လဲထွက်သွားရမှာကလည်းအခက်ပဲသူတို့အင်္ဂလိပ်တွေကိုမြန်မာပြည်ကမောင်းထုတ်လိုက်ပြီလို့ဆိုမှာပေါ့ပကံမင်းရဲ့တင်နေကဗျူဟာကတာလူစီကိုအဲ့ဒါလောက်ကိုဦးကြောင်ကြောင်ဖြစ်စေခဲ့တယ်တိုးတော့အဲ့ဒီအချိန်မှာညီတော်မင်းတို့ဘင်းနဲ့ကနာမင်းသားတို့ရဲ့ရေးတော်ပုံပေါ်ပါပြီးနောက်တော့ပကံမင်းနန်းချသွားတယ်နွားကွေးတော့ကြားခိုက်လို့ဘူကောင်းတာပေါ့ အင်္ဂလိပ်ကမုဒ္ဓမရန်ကုန်နဲ့ပသိမ်ကိုအလွယ်တကူသိမ်းပြီးတော့သူတို့ရင်ထဲကပြည်မျိုးတီရောက်လာတယ်။ဘကုန်းနယ်ဆိုတာတာရောတီပဲကျဲပေမဲ့အင်္ဂလိပ်ကပြည်မျိုးရဲ့အထက်ပိုင်း90กว่าတဲ့မြေထဲမျိုးယခုအောင်နယ်မျိုးတီကိုသူတို့ပိုင်နယ်လုပ်လိုက်ကြတယ်။ပြည်နယ်မြေထဲဆက်ကြားမှာတစ်တော်ကောင်းတွေရှိနေလို့တဲ့။အရှိတ်မှာဆိုရင်လည်းဘကုန်းနယ်ကိုတောင်ကုန်မျိုးရဲ့မြောက်ဘက်26မိုင်တီတိုးချက်ပြီးသိမ်းယူလိုက်တယ်။အထက်နဲ့အောင်မြန်မာပြည်နယ်နယ်မိတ်ကိုအင်္ဂလိပ်စိတ်ကြဲဧည့်သည်လို့သတ်မှတ်လိုက်ကြတယ်။ ်အခုဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးချိန်မှာနှစ်ချမ်းခွဲနိုင်ငံတွေခေတ်စားလာတဲ့တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားတောင်ပီယန်နန်းနဲ့မြောက်ပီယန်နန်းအခုတော့ပြန်လည်ပေါင်းစည်းသွားကြတာရှိပြီအရှိတာမီနဲ့အနောက်ဂျာမနီသူတို့လည်းပြန်လည်ပေါင်းစည်းပြီးပြီဆိုတာတွေပါပဲအဲ့ဒီနိုင်ငံတွေအတွက်တော့ဒုက္ခပါပဲလူချင်းနာသနာပါတယ်သို့တော့မိမိရာဇဝင်ကိုပြန်ကြည့်တော့မှဒီရောဂါကိုမြန်မာပြည်ကသူများတဲ့အရင်နှစ်ပေါင်း100ကျော်စောစီးစွာခံခဲ့ရခြင်းပါလားလို့ယေထုမနာဖြစ်မိတယ် မင်းတို့မင်းနေနဲ့သူမင်းသားဘွားကကန့်ကျွေးဖြစ်နေမြို့စာလုံခဲ့တဲ့မင်းတို့မြို့ကလေးကိုတန်ရော့စင်မပြတ်ရှာဘူးအင်္ဂလိပ်တို့ကမြန်မာပြည်အထက်အောက်ပိုင်းခြားတဲ့အခါမှာမင်းတို့မြို့ကအောက်ပြည်တွေပါသွားတယ်။ဒါကြောင့်မင်းတို့မြို့နယ်ကလေးကအင်္ဂလိပ်နယ်အတွင်းမှာမိုင်30လောက်ပါနေပေမဲ့မြန်မာပြည်ရဲ့မျက်နှာတော်ကိုထောက်ထားခြင်းအပြင်ဒီနယ်ကိုမသိမ့်ပိုင်ပဲချဲလက်ထားစီလို့တဲ့တန်ဖိုးရှိတဲ့နယ်မြို့ဟုတ်တဲ့အတွက်အသေးပွဲကိစ္စတစ်ခုသာဖြစ်ပါတယ်။ မင်းတို့မင်းနေနဲ့လည်းမင်းသားဘဝမှာ၎င်းနန်းတက်ပြီးချိန်မှာ၎င်းအင်္ဂလိပ်တွေကိုမမိတ်ဖြစ်နဲ့စေနာရှိတာဆက်ဆံလေးရှိကြလို့ဒီရေးမှာတော့အင်္ဂလိပ်တို့ကအလွယ်တကူလိုက်ရောနိုင်မယ်လို့မျှော်လင့်ပါတယ်ဒီလိုကမလိုက်ရောရင်တော့အင်္ဂလန်ပြည်သားတွေကမြန်မာပြည်ကိုအနေငယ်မှာလေးစားခြင်းမရှိလို့ယူဆွဲဖြစ်နေတယ်တာဂူနယ်နဲ့တခြားဒေသတွေမှာအင်္ဂလိပ်တွေတတ်မှတ်ချက်အတိုင်းဘာမှမညှိမညူလက်ခံကြပြီဖြစ်လို့မင်းတို့မျိုးကလေးကိုတော့သူ့အမည်မြန်တိုင်းထားရှိစေလိုတယ်ဒီကိစ္စပြည်လည်ရင်စားပြဿနာရရလဲလွယ်ကူစား ီးပြတ်ပါလိမ့်မယ်စသဖြင့်ပရင်ကြီးဖုန်ကြီးအဘိုးနာကနေတစင်မြတ်တာရက်ခန့်နဲ့ပြင်ကံကျုပ်တာလိုစီရဲ့ဖြေကတော့မင်းတို့မင်းနေနဲ့အသေးဖွဲမျိုးလေးတစ်မျိုးချောင်းအင်္ဂလိပ်မြန်မာချင်းကြီးမပြတ်တင်ပါဘူးလို့ဆိုတယ်ဒီလိုဆိုရင်ခုသတ်မှတ်ပြီးစီးတဲ့နဲ့နမိတ်အတိုင်းပဲစစ်ပင်ကြီးစာချုပ်ကိုသူကဘာလို့လက်မှတ်မထိုးတဲ့လဲသူကိုယ်တိုင်သဘောတူကြောင်ဖွင့်ဟပြောဆိုပြီးတဲ့ကိစ္စကိုလက်မှတ်ရေးထိုးတာကလည်းဘာမှဝင်ပြီးခွဲမရှိပါဘူးအသေးဖွဲကိစ္စသာဖြစ်တယ်အဲ့ဒါလို့မိတ်ဆိုပြီးအောက်မြန်မာပြည် အုပ်ချုပ်ရေးမှူးအာတာဖေယာနဲ့နမိတ်စာချုပ်အောင်မြင်စွာလက်ပတ်ရည်ထူးစီကိုအစွမ်းကုန်ညွှန်ကြားလိုက်တယ်။မြမဘရင်အတွက်မှာတော့လောင်အိမ်တဲကတာလီကန်ညံ့လေးပတ်မှာပဲ။တစဉ်တချင်းဆိုမှာစာကြွေးမယ်စာချုပ်ကိုလက်မှတ်တော့မှမိတို့မျိုးကိုပေးမယ်ဒါပဲဆိုလိုလိုပေါ့။ဒါလိုစီထန်ကနေနောက်တဲ့ညွှန်ကြားချက်စာတစ်စောင်ကရောက်လာတယ်။ဘုန်းတော်ကြီးရဘုန်းနာကရှင်မင်းကိုပြောပြဖို့လဲမလိုက်ချင်တယ်။အကယ်၍မြန်မာတို့ကအင်္ဂလိပ်ကိုဆက်လက်တိုက်ခိုက်ရင်မြန်မာနိုင်ငံတရက်လုံးကိုအကုန်ဖျက်ဆီးပြင်မယ်။ မြန်မာပြည်ကိုစိုးမိုးအုပ်ချုပ်မင်းလုပ်တဲ့သူတွေကိုလည်းတွေ့ရတင်ကြိုင်လိုက်လမ်းပြခဲ့မယ်ဒီတို့ကိုဒီဘာမြေပြင်မှာရက်တီလို့မရတဲ့တရောင်းစားများဖြင့်ရအောင်လုပ်ပြဖို့ကျွန်တော်တို့ကလေးနဲ့စွာတိတ်ထန်ပြူကြောင်ပြောပြအောင်ပြောလိုက်ပါလေတဲ့မင်းတို့မင်းနေနဲ့ဆက်လက်ပြီးဂျိုးပန်ချက်ပြူတာကတော့အင်္ဂလိပ်နဲ့မြန်မာတို့ချစ်ကြည်ရေးတန်တမန်ဖွဲ့တွေဆေးလွတ်ကြဖို့ပဲဖြစ်တယ်1854ခုဒီဇင်ဘာလမှာကလကတားမြို့ရမြန်မာတန်တွေကိုရင်ငံချုပ်တာလို့စီကလက်ခံတွေ့ဆုံတယ် မြန်မာတန်ဝင်တော့ကပြောတယ်မြန်မာတန်ဖွဲ့ကဘရင်ထံကနေလက်ဆောင်ပေါ်မှာပဏာရီနဲ့တပါဘရင်ကံကျုပ်မြင်းကြီးထံချစ်ကြည်ရေးပြုကိုရောက်လာကြတယ်အင်္ဂလိပ်နဲ့မြန်မာခေဆက်ဆက်မှာမိပေဖြစ်ခဲ့လို့မကြပီကစစ်မှတ်ဖြစ်သွားတာလဲဝန်နဲ့ဝေရကောင်းပါတယ်အခုစစ်ပွဲ BCB ဖြစ်တော့ထုတ်ဆန်လာအင်္ဂလိပ်တို့သိမ်းပိုက်ထားတဲ့ level တွေကိုမြန်မာဘရင်ထံပြန်လဲပေးတင်ပါတယ်လို့ပြောတဲ့အခါမှာဘရင်ကံကျုပ်ကငြိမ်းချမ်းရေးအတွက်အင်္ဂလိပ်ပိုင်းနဲ့နယ်မြေတွေပြန်ပေးရမယ်လို့ဆိုလိုပါသလားလို့ပြန်မေးတယ်အာသာဖင်ယာကလည်းမြန်မာတန်တွေက ရှင်းဟောင်းထုံးစံကိုပေါ်ပြနေတာလို့ပဲပြောပါတယ်။အဓိကမှာပြင်ကန်ကျုပ်ကဒီစစ်ကိုအင်္ဂလိပ်ကဖန်တီးတာမဟုတ်ဘူး။နာမည်သိမ့်ပိုက်တာလည်းအင်္ဂလိပ်တို့ရဲ့လုံခြုံရေးအတွက်ပဲဖြစ်တယ်။မြန်မာတန်ဖွဲ့ကယခုထွက်ပေါ်လျက်ရှိတဲ့နေမင်းကိုကောက်စွာမြင်နိုင်ကြတယ်။အခုအင်္ဂလိပ်တို့သိမ့်ပိုက်ကြတဲ့နာမည်တွေရဲ့ကောင်းကင်မှာဒီနေမင်းထွန်းလင်းနေတဲ့မြန်မာကာလပတ်လုံးအင်းဝဘင်းထံကိုဘယ်တော့မှပြန်လဲအမှောင်မဟုတ်ဘူးလို့ပြောထုတ်လိုက်တယ်။အဓိကမှာမြန်မာတန်မှုကအင်္ဂလိပ်နဲ့ဆက်စပ်တင်ပြသွားခဲ့တဲ့ပကံမင်းကအခုနန်းကျသွားပြီ။ သူကတော့ yes ဆက်ဆိုပါတယ်အခုမြန်မာပြည်ရင်ကတော့သဘောပြေးပါတယ်ချစ်ကြည်လူနာသူဖြစ်တယ်လို့ပြောတဲ့အခါမှာပြည်ငန်းချုပ်ကစစ်တပ်ရာမှာလူတိုးချင်းတိုက်ခိုက်ကြတာမဟုတ်ဘူးတိုင်းပြည်အနေနဲ့စစ်တိုက်ကြတာရင်ဆိုင်ကြတာဖြစ်တယ်ဒါကြောင့်လွန်ခဲ့ပြီးတဲ့ကိစ္စတွေကိုပြန်လည်ပြင်ဆင်ဖို့မဖြစ်နိုင်တော့ဘူးအခုမြန်မာပြည်နဲ့စစ်ပြည်ရင်စာချုပ်ပြုလုပ်လို့ချစ်ကြည်ရဲ့အတွက်ရှင်နိုင်မယ်လို့မျှော်လင့်ပါတယ်တင်းတင်းတဲ့အချိန်ကာလမှာရေးပိုင်ဖယ်ရကောင်းဆောင်တဲ့အင်္ဂလိပ်တန်ဖွဲ့မြန်မာပြည်မြန်မာမင်းထံကိုဈေးလွတ်မယ်လို့ပြောတယ်မင်းတို့မင်းအနေနဲ့ စာချုပ်လက်မှတ်ရေးထိုးခြင်းကိုတော့တသက်လုံးရှောင်ကျင်ခဲ့တယ်။မြန်မာပိုင်းနယ်မြေကိုသူတစ်ပါးလက်ထဲကိုလက်မှတ်ထိုးပြီးအနန္တဘရင်ဖြစ်ရာဇဝင်ရိုင်းမာကိုသူမလိုလားဆုံးဖြစ်တယ်။အင်္ဂလိပ်တန်ဘွဲ့သူထံလာရောက်ချိန်မှာကောက်စွာဧကံပြီးအင်္ဂလိပ်တတ်မှတ်တဲ့နယ်နိမိတ်တိုင်းလက်ခံကြောင်းမိလာကံမှာဘရင်ကိုယ်တိုင်ထုတ်ပေါ်မိန့်ကြားဖို့ဝင်မလဲဘူး။စာချုပ်လက်မှတ်ရေးထိုးတာကိုတော့မင်းတို့မြို့ထက်ပူကျဲတဲ့နယ်မြေတွေပြန်ပေးစီကောင်မှုပြုွယ်မရှိဘူး။ဒါကြောင့်ဒါလိုစီကိုယ်တိုင်တူးတဲ့လက်မှတ်ထိုးတဲ့မှတ်တမ်းတစ်ခုပြုလုပ်ခဲ့ရတယ်။ ဒီညမှာလဲပေါ့နော်ဟွန်းဘာမာရီရဲ့နားနွားခွဲတဲ့ကြားကြိုက်တဲ့ကိစ္စတွေအချင်းချင်းအာနာလူလာတွေမိသားစုချင်းရောတောင်မှဖြစ်တာတွေနမူနာဖြစ်နေတကူနိုင်မှတော့မှအများကိုပြန်ပြီးနားထောင်မယ်ဆိုရင်တော့ဒီအကြောင်းအရာတွေကောင်းကောင်းသိနိုင်မယ်လို့ထင်ပါတယ်။အဲ့ဒါလည်းဆရာနဲ့ွယ်ရေးခဲ့တဲ့တကူနိုင်မှတော့မှအများပဲဖြစ်ပါတယ်ပေါ့နော်။အဲ့ဒါလည်းသူတာဖတ်ထားပြီးသားဖြစ်ပါတယ်။ဒါလည်းကြော်ညာလေးပါ။ဤကစကားချက်ပါ။ ဒါလဟိုစီကအင်္ဂလန်ပြည်ဆိုရဘက်မှာကုန်တယ်ရွေးဝင်ကြီးလုပ်ဘူးတယ်1848ခုနှစ်သူ36နှစ်ရွယ်မှာအိန္ဒိယပြည်ငံချုပ်ဖြစ်လာတယ်ရှစ်နှစ်ကြာအုပ်ချုပ်ခဲ့ရမှာပန်ချက်ပြည်နယ်ဥရပြည်နယ်နဲ့မြန်မာပြည်နယ်တွေကိုမြန်မာအိန္ဒိယပြည်နယ်ပဲသတ်မှတ်ခဲ့တာဖြစ်တယ်ပေါ့နော်မြန်မာပြည်ကိုအင်္ဂလိပ်ပိုင်နယ်ပြည်ဖြစ်နေသိမ်းခဲ့တယ်နေချက်ရာရှိပိုင်းကသူ့ကိုကြီးကျူးတဲ့အခါမှာသူ့လောက်ထက်မြတ်တကူကြီးတဲ့အဓိပတိမျိုးအိန္ဒိယတပိုင်းမှာမရှိဘူးတဲ့အာတော့ကဟာရောအက်ဘာရုထက်သားတယ်ပေါ့လေ မြန်မာပြည်မှာတော့ ARA သင်္ဘောကုမ္ပဏီကိုသူစတင်ထူထောင်ပေးခဲ့သူဖြစ်တဲ့နေချက်စနစ်ကိုပုံမှန်ဖွင့်ပြတိုးတက်စေခဲ့လို့အင်္ဂလိပ်ကကကျေးဇူးတင်တဲ့သူတွေတောင်ရှိခဲ့တယ်။ရန်ကုန်ကနေမြေတဲမြို့ဒီမိုင်300လောက်ရေချောင်းခီးရှိနေတော့အဲ့ဒီအတွက်လိုအပ်တဲ့သင်္ဘောလေးစင်းကိုသူက1852ခုနှစ်မှာစတင်ထူထောင်ပေးခဲ့တယ်။အဲ့ဒီချိန်ကစလို့မြန်မာတိုင်းရင်းသားတွေကကိုမြေကိုရေကနေလွတ်လပ်စွာဆုံဆန်းကူးသန်းသွားလာနိုင်ခွင့်မရှိတော့ဘူး။ အညာကဘုရားဘူးတွေကလည်းအပြည့်ကိုလက်လက်ကုသိုလ်ပြုကိုခင်းရင်လာတဲ့မြမတွေဟာရေချောင်းလမ်းပိတ်ဆိုပြီးကဘာနဲ့အဆက်ပြတ်တဲ့ဟွာကိုရောက်ခဲ့တယ်။ကျွန်တော်များဖို့တော့နေချက်လက်အောက်ကနေတော်လန်လို့မြောက်ခဲ့ပြီးမလို့သူတို့ကိုထူးတယ်လဲပုတ်ခတ်လို့စိတ်မရှိပါဘူး။ဒါလိုစည်းပုံမှာတော့သူတို့လူမျိုးချင်းချင်းတောင်လက်မခံနိုင်ကြလို့ရှုတ်ချခဲ့ပုံတွေကိုတော့ကိုကပေါ်ပြခဲ့ပါပြီ။ဒီတဲ့ဆိုတာကတော့ဒါလိုစည်းရဲ့ပါဇက်ကနေထွက်တဲ့ဖုဒါဝါစာတွေကလည်း သူဘယ်လိုလူစားလဲဆိုတာထင်ရှားစေပါတယ်။သူလည်းတရေးကွက်မှာပတ်လည်မျောခဲ့ပါတယ်။လူစင်စည်းကနေဘာကြောင့်ဒီလောက်ရုံမှာပတ်ဆက်တဲ့နေချက်ဘလူးတွေဖြစ်ကုန်လဲဆိုတာသူတည်တနာလုံးတဲ့နယ်လို့ပြောကြပါတယ်။ဂျာမနီပြည်သားဟန်ကော့ရဲ့လေးလာချက်ရဆိုရင်အင်္ဂလိပ်တွေကနေချက်ခင်ဦးဖြစ်တဲ့16ရာစုခရွန်ဝဲဆိုရလက်တက်ကစားပြီးကမ္ဘာ့အုပ်စုကိုထာဝရပြားခရွေးချယ်တာဝန်ပေးရခြင်းခံရသူတွေဖြစ်တယ်။ အဲ့ဒါဟာအင်္ဂလိပ်လူမျိုးသားဖြစ်တယ်လို့အစွဲဝင်လာကြတယ်။အဲ့ဒီ chosen people ဆိုတဲ့သူတွေကယခင်ဟစ်ဒရီလလူမျိုးတွေသားဖြစ်တယ်လို့ဓမ္မကျမ်းဟောင်းမှာဓမ္မဟောင်းကျမ်းမှာလာတယ်။အဲ့ဒီဝါဒကိုအင်္ဂလိပ်ကမူပိုင်လုပ်ပြီး Emperor ကြီးထူထောင်ခဲ့တယ်။သာရဗျာရဲ့ပြဋိဒ္ဓတော်ကိုရရှိသူတွေကအစ်ဒရီလလူမျိုးတွေမဟုတ်တော့ဘဲနဲ့အဲတခြားလူမျိုးခရီးရန်တွေလည်းပါဝင်ခွင့်မရှိအင်္ဂလိပ်ကလွှဲရင်အခြားသောကမ္ဘာသူကမ္ဘာသားတွေကဖွဲ့နယ်စပွဲသားဖြစ်တယ်ဆိုတော့ဖက်စစ်မျိုးချင်းစိန်မျိုးသွတ်သင်ခဲ့တယ်။ အဲ့ဒီချိန်ကစပြီးဘုရားပြားရိခံသူတွေဘာလို့လုံမှန်လဲတခြားလူမျိုးဘာလို့လုံမှားတယ်ဆိုရဲခံယူချက်ကိုကျင့်သုံးလာခဲ့ကြတယ်။ဒါလိုစီဟာ1856ခုမှာယာရုတတန်ကုံဆုံးပြီးအင်္ဂလန်ကိုပြန်သွားတယ်။အသက်မရှိပဲ1861မှာကွယ်လွန်တယ်။အခုမှာဗန်ဒူလာလန်လူခေါ်တဲ့ရန်ကုန်မြို့နယ်လမ်းမကြီးကိုဒါလိုစီလန်လူနေချက်ဆိုရကမဲ့ကောက်ကုံပြုခဲ့တယ်။ဒီထဲနဲ့ရန်ကုန်ဆက်သွယ်ခုံမောင်းဖို့ဒါလိုစီကထူထောင်ပေးခဲ့တဲ့တင်မောက်ခွန်းစင်းကို1863ခုနှစ်မှာဆိုရကလေးနဲ့ပြစ်တယ်။ ရန်ကုန်မြို့မှာရှိရဖင်လေကုမ္ပဏီကငွေတသိန်းခွင့်နဲ့လေလံဆွဲတဲ့ ARE ရေကြောင်းကုမ္ပဏီလိုအသစ်ထူထောင်ဖွဲ့စည်းတဲ့အခါမှာအင်္ဂလန်ပြည်မှာရှိတဲ့အရင်းရှင်တွေကစတက်လင်ပေါင်တသိန်းမြန်မာငွေ10သိန်းစုပေါင်းဝင်ကြတယ်။ Glasgow မြို့မှာဌာနချုပ်ထားရှိတဲ့စုရှင်များအတွက်နှစ်စဉ်အမြတ်ငွေ40ရာခိုင်နှုန်းလောက်ရတယ်။အင်္ဂလန်အင်္ဂလိပ်များနှစ်ပေါင်း100ကျော်အပိုင်စီးသွားတာဟာ ARE မြင့်ကြီးကဘလောက်တောင်ချိုးပြူလာရလဲဆိုတာကိုတွက်ကြည့်နိုင်ပါတယ်။ 1930ပြည်လောက်မှာတော့တင်မောကုမ္ပဏီရဲ့အခြေအနေကောင်းဆုံးပဲတင်မောစင်းရဲ့နေရာ69ဆင်းစိတ်ကန်းတံမှန်ကြီးပေါင်း355ဆင်းနှစ်စဉ်ခီးတံပေါင်း9တန်းရန်ကုန်မြို့ပန်းစိုးရမ်းမှာ ARR ရုံးချုပ်ရှိတဲ့ထိတ်တန့်ရာရှိတွေကအားလုံးပြည်လက်သားတွေပဲစီးရဲစချီတွေဘိုင်းမှာပဲမြန်မာချုပ်ပါပြီးတော့ဂျန်နရီအားလုံးအင်ဂျီယာတိုင်းသားတွေကြီးပါပဲ1885ခုနှစ်ကတတိယအင်္ဂလိပ်မြန်မာစစ်ပွဲဖြစ်ပွားတဲ့အခါမှာ ARR တင်မောကုမ္ပဏီကရန်ချက်စစ်သားတပေါင်းကျော်ကိုမန္တလေးတီတာဝန်ယူပို့ဆောင်ပေးခဲ့တယ် အဲ့ဒီအချိန်ကကုမ္ပဏီပိုင်းတင်မောပေါင်း200တန်ပန်ကြီးပေါင်း320ရှိတယ်။လန်ဒလေးမှာဒီဘောမင်းကိုလွယ်တူဖမ်းပြီးဒုတိယတင်မောနဲ့တင်ဆောင်ခဲ့ကြတယ်။အဲ့ဒီအချိန်ကကုမ္ပဏီမန်နေဂျာကိုကျေးဇူးတင်လို့ကန်တော်ကြီးတနီယာကိုခန်နေဒီ point ခန်နေဒီ zone လို့မျက်ခေါ်ကုန်ပြုခဲ့ကြတယ်။ ARI ကုမ္ပဏီနဲ့အပိုင်ပေါ်ပေါက်ခဲ့တဲ့အိန္ဒိယတထေးများပသိမ်နဲ့ရန်ကုန်မှာလည်းပေါ်ပေါက်ခဲ့တယ်။မြန်မာတထေးတွေလည်းမော်လမြန်မှာပေါ်ခဲ့တယ်။ခီးတယ်တွေတင်ဆောင်ရမှာလည်းအပိုင်ဆိုင်ဈေးလျှော့ကြတယ်။နောက်ဆုံးမှာပြိုင်ဆိုင်သူတွေကအရှုံးပေးပြီးသူတို့ပိုင်တင်မောတွေကိုကုမ္ပဏီကိုရောင်းခဲ့ကြရတယ်။ ဒါကတော့လူလူတိုင်းသိမိတာဖြစ်တဲ့ဥနာအောင်အကြောင်းဝင်ဟုတ်တယ်ပေါ့နော်။ဒါမဲ့လည်းဒီဥနာအောင်တကယ်ရှုံးတာဥနာအောင်ပြောင်းတယ်ရှုံးတာမဟုတ်ဘဲနဲ့မြန်မာတိုင်းသားတွေအကုန်လုံးရှုံးခဲ့တာဖြစ်တယ်။ဘာလို့လဲဆိုတော့ခုတိုင်းသားလူမျိုးကအလကားပေးတာတောင်မှပဲပေါ့နော်။ ERI ဒီမော့ကုမ္ပဏီကထမင်းကျွေးလို့ပေါ့ကတပိုင်းလက်ဆောင်ပေးလို့စသဖြင့် ERI ဘက်ကပဲဖတ်ပြင်းပြီးတော့ခုကိုကိုဂျုံဆက်သွင်းခဲ့ဂျုံတက်ရှိအောင်လုပ်ခဲ့ကြတာလေ။ခုလူမျိုးတွေပဲဆိုတာမမေ့ကြဘူးလို့လည်းပေါ့နော်။အဲဒါကြောင့် အမ်ကျွန်တက်ပဲဖြစ်ဖြစ်ဖက်စစ်တက်ပဲဖြစ်ဖြစ်စစ်တက်စစ်အာဏာရှင်လက်အောက်မှာအနေကြတာပဲဖြစ်ဖြစ်ဘသူဘသူကြောင့်အသက်ရှင်ရတာလဲဆိုရင်တော့အသားတွေကပဲလောက်ထွက်ပြီးအသက်ရှင်ကြတာပဲဖြစ်တယ်ဆိုတာလေးကိုလည်းတတိချက်ဖို့ဆိုလို့လည်းဆိုရဲအကြောင်းလေးပြောရရင်တော့ဒီနေ့အာနောက်တစ်ပိုင်းဆက်လက်တင်ဆက်ဖို့အတွက်ဒီနေ့ရနာလိုက်ပါတယ်ကျွန်မတူကြပါအာကိုဖီနစ်ဆော့ပါမာကင်ပါပါထောမာညိုပြအာမာတီတီမင်မင်ဝင် ကိုဖုံးကိုပိုက်ကိုစမန်မာကင်ဘွားတော်မာကင်ဘွားပြူမညိုပြကိုဖုံးကိုပိုက်ကိုစမန်မတင်စာပါမာကင်ဘွားတော်မာကင်ဘွားဖြူအာอืมกาโดนะมาม่าแอนจีมาม่าแอนจีဆိုတော့ကိုကြီးပါတော့ဆက်အာမမမဲဟုကိုတန်းထိုက် အာဦးဝင်းလာဦးဝင်းဆိုရင်အလင်းကိုဝါနှောက်ဆက်အဝင်းလေးလေးနေတော့အတော်ပြေးလေးဆိုအီမူဝါနှောက်ဆက်အစ်ကျော်စော်ရီကဥတည်ပါတယ်ဗျာမွှေသေးသေးဝါဝါစစမစမနူဝေစီမစနေလေးအာမမအဲလေးစာမလေဒီကရင်အောင်နေတော့မမိတာမနေစီမအာရူစာဂျိုနာမရူမရူဂျိုမောင်ပါဆယ်မဆယ်မ AK 7ဆယ်မသူမတင်စာမအာ group 5ကိုပုံကူဆယ်မအာကိုဥတရိုင်းကိုဥတရိုင်းမွေး အာကိုဗလာအကိုချစ်လူမိုင်ကာတူနန်အမာတန် HD ဘာခေသရီမမခေမမအိမ်မလျော်ဤမယူဇနာမယူယူချာမအာမ WS ဘင်အဝင်းအမ်အမ်ပြရခကြတော့ဒီဒီမေမေဝင်းတတော်မွန်တီတီဦးအာ DMU မနွယ်ရင်မအချိုင်မမရင်နန္ဒာမညူပြာမတောင်းမလီအပါစဉ်အာနောက်ပြရခကြတော့อืม တပူရန်ရိုက်ရိုက်တယ်လေဟိုအာမရှင်စင်ဂျီဗျူဖီနစ်ဆာပါမမကေဘာတော့မကေဘာပြအော်ဘာဟီရိုမမမမမဇော်လင်းထက်မနန်းရွယ်ဦးမအီတူအာမမမြမမမမြမမနွေနွေမနီနီမလီယိုဤမထီမိတ်မဝါဝါအမ်မတေဇာမောင်း อืมมาญีญีมาเก็บมามาญีเนี่ยมาแอนจีเน็ตเวิร์คนึกเสร็จดันดลิออนดันดันอืมเจ้ามามาแต่ HD มามามองมามาตองมาเฮ้เอ่อเจ๋งดีล่ะอ่าอะโซดีนี้อารมณ์